အရှိတောင်အာရှတိုက်ရဲ့အချမ်းသာဆုံး10ဦးစီးရင်ထဲမှာအင်ဒိုနီးရှားက9ဦးပါဝင်ပါတယ်။အခုနှစ်အောက်တိုဘာလမှာကောက်ယူခဲ့တဲ့စစ်တမ်းအရအရှိတောင်အာရှရဲ့အချမ်းသာဆုံးဘီလီယနာစီးရင်မှာအင်ဒိုနီးရှား၊ထိုင်း၊မလေးရှား၊ဗီယက်နမ်နဲ့ဖိလစ်ပိုင်စတဲ့9နိုင်ငံပါဝင်ပါတယ်။ဒါဟာစစ်တမ်းကောက်ယူစဉ်ကရရှိထားတဲ့စီးရင်ဖြစ်ပြီးဒီပုဂ္ဂိုလ်တူးချင်းစီရဲ့စီးပွားရေးလုပ်ငန်းအခြေအနေအစုရှယ်ယာဇယ်ကွက်မှာယင်းနှိမ့်မြုံနှံထားတာတွေရဲ့အတက်အကျတွေပေါ်မူတည်ပြီးတော့အချိန်မရွေးနံပါတ်စီရင်ပြောင်းသွားနိုင်ပါတယ်။အရှိတောင်အာရှတိုက်ကိုအထူးပြုပြီး ဒေတာအချက်လက်တွေစုဆောင်းတင်ပြနေတဲ့စောက်သစ်စီရှာသတင်းမီဒီယာကုမ္ပဏီရဲ့စစ်တမ်းအရအင်ဒိုနီးရှားကစွမ်းအင်တည်ံဇာတလုပ်ငန်းရှင်ပရာဂျိုဂိုပန်ကက်စတူးကပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ51ဘီလီယံခွဲနဲ့နံပါတ်1နေရာမှာရှိပါတယ်သူနောက်ကနံပါတ်1နေရာမှာရှိနေသူဟာလည်းအင်ဒိုနီးရှားနိုင်ငံသားကြောင်မီသွေးနဲ့စွမ်းအင်လုပ်ငန်းရှင် လောက်တက်ကွမ်ဖြစ်ပြီးသူ့ရဲ့ပိုင်ဆိုင်မှုကတော့အမေရိကန်ဒေါ်လာ25.1ဘီလီယံရှိပါတယ် နံပါတ်34နေရာမှာရှိနေသူတွေကလည်းအင်ဒိုနီးရှားနိုင်ငံကဘန်နဲ့ secret စက်ရုံပိုင်ရှင်ဘူဒီဟော်တိုနိုနဲ့ Michael ဟော်တိုနိုညီကိုနှစ်ဦးဖြစ်ပါတယ်။သူတို့ရဲ့ပိုင်ဆိုင်မှုကတော့ဒေါ်လာ16.4ဘီလီယံနဲ့18.6ဘီလီယံစီအသီးသီးဖြစ်ပါတယ်။ဘီယန်နာကနည်းပညာနဲ့အင်ချမ်မြေလုပ်ငန်းရှင်ဖန်နက်ဗောင်းကတော့ဒေါ်လာ16.8ဘီလီယံနဲ့နံပါတ်5မှာရှိပါတယ်။ထိုင်းနိုင်ငံကခရူဝါဂျရွန်ခော့ကပန် CP ကုမ္ပဏီအကြီးအကဲ ထနင်းကျက်ရာဝနွန်ကတော့ပန်ဆိုင်မှုဒေါ်လာ16.6ဘီလီယံနဲ့နံပါတ်6မှာရှိပါတယ်။နံပါတ်9ကတော့မလေးရှားကရှန်ဂရီလာဟိုတယ်နဲ့တခြားလုပ်ငန်းအများပြပိုင်ရှင်ရောဘတ်ကုတ်ဖြစ်ပြီးသူ့ပန်ဆိုင်မှုကတော့ဒေါ်လာ17.6ဘီလီယံရှိပါတယ်။နံပါတ်10မှာရှိနေသူကတော့မြန်မာတွေသိကြတဲ့ Big C တို့ Tesco Lotus တို့ပိုင်ရှင်ထိုင်းနိုင်ငံကကျလွန်စီလီယံဝထနပ်ဖက်တီဖြစ်ပြီးသူ့ပန်ဆိုင်မှုကတော့ဒေါ်လာ17.6ဘီလီယံရှိပါတယ်။ နံပါတ်9မှာရှိနေသူကတော့အင်ဒိုနီးရှားကအကြီးဆုံးဒေတာစင်တာ PTDCI အင်ဒိုနီးရှားကိုပိုင်ဆိုင်သူအော်တိုတိုတိုဆူဂီရီဖြစ်ပါတယ်။သူရဲ့ပိုင်ဆိုင်မှုဟာစနစ်တသမ5ဘီလီယံပါ။နံပါတ်10မှာရှိနေသူကတော့ဖိလစ်ပိုင်ကအင်ချာမြေလုပ်ငန်းရှင်မန်နျူအယ်ဗီလာဖြစ်ပြီးသူရဲ့ပိုင်ဆိုင်မှုကတော့ဒေါ်လာ7ဘီလီယံရှိပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းဝင်လိုက်ပါ။